ထိုင်းရောက်မြန်မာတွေနဲ့ကျွန်တော်တို့အမြဲတမ်းငွေလိမ်ငန်ထိတဲ့တည်င်းတွေကိုခဏခဏကြားရပါလိမ့်မယ်ခင်ဗျာ။ဒါကြောင့်မို့ဖြစ်စဉ်ကိုကျွန်တော်ပြောပြပေးမယ်။နောက်ထပ်ငွေလိမ်ငန်မထိအောင်ကျွန်တော်တို့ဘလို့အချက်တွေနဲ့စစ်ဆေးလို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့အာကျွန်တော်တို့ငွေလိမ်ငန်ထိပြီးဆိုရင်အဓိကပြဿနာတတ်တော့မယ်ဆိုရင်တော့ငွေလွှဲလိုက်တဲ့သူနဲ့ဘန်ပိုင်ရှင်တွေရပဲအဓိကပြဿနာတတ်တာ။ဂျားထဲမှာလာပြီးလိန်သွားတယ်ဆိုတော့အလုံးလဲတိနေလာပြီဒါပေမဲ့မတိသေးတဲ့သူတွေလည်းအများကြီးရှိပါသေးတယ်အဲ့တော့ဒီမှာကျွန်တော်အတန်ဖိုင်လေးခဏလောက်နည်းနည်းလေးပေးနာထောင်စီချင်ပါတယ်ဗျ ဲကိုရညီမပြန်အမေကိုဆေးဖို့လွှဲတာ9200လားစားလို့လားစားလေရအောင်လေးလွှဲလိုက်တာကိုရေအေးရရမတလားကိုတော့မရတာပါကိုရေဟုတ်တယ်ကိုရေညီမလည်းဖုန်းကဆက်ပွားတယ်အဆင်မပြေဘူးလေနော်ငွေရလွှဲရဆင်ညီမပြိုလွှဲရဆိုတော့အဲ့လိုမျိုးကိုရေညီမအားလို့ခံလိုက်ရတာကိုရေနောက်လူတွေမဖြစ်အောင်လို့လေအဲ့တော့ကျွန်တော်ကတော့ဒီမှာသူကပေးနေပါတော့ပြကျွန်တော်ပေးနေတော့မပြောတော့ဘူးကိုဟာကိုဒီနေ့ကျွန်တော်တို့တေးသေးချာချာငွေလွှဲတော့မယ်ဆိုရင်တော့ကိုမတိတဲ့သူတွေစိတ်မချတဲ့သူတွေနဲ့မလွှဲတာအကောင်းဆုံးပဲတချို့က ကျွန်တော်နံပါတ်1စစ်ဆေးရမှာက follower များနေတိုင်းကျွန်တော်တို့က အာဒီအကောက်ကဒီပေကတော့အယုံကြည်စိတ်ချရတာပဲဆိုပြီးတော့မှငွေတက်လွှဲဖို့မစင်းစားပါနဲ့ဒီနေ့ခေတ်မှာဒီ follower များအောင်ပတ်စံနဲ့ပေးပြီးတို့မှ view ဟာဒီနေ့ခေတ်ကကျွန်တော်တိုးလို့ရတယ်ဆိုတာအလုံးသိပြီးသားဖြစ်ပါလိမ့်မယ်အစစ်မှန် follower တွေမဟုတ်ဘဲနဲ့ follower တွေတိုးထားတာမျိုးတွေကျွန်တော်တို့ရှိပါတယ်ဒါတွေကိုတတိပြုရမှာဖြစ်ပါတယ်နံပါတ်1ချက်အဲ့တော့ comment တွေရေးထားတဲ့ comment ရေးတဲ့အကောက်တစ်ခုချင်းစီ like ထောက်ကြည့်ကြည့်တချို့အကောက်တွေကတို့တို့ဟာတို့တို့အကောက်တွေအများကြီး e follower တို့ဟာအကောက်တွေအများကြီးလည်းရေးထားတာမျိုးတွေလည်းရှိနိုင်ပါတယ်ကိုကတတိပြုဖို့အတွက်လိုပါတယ် ဒါကကျွန်တော်တို့အကောက်တွေဆစ်ဆေးတဲ့ခါမှာပြီးလို့ရှိဖုန်းနံပါတ်တောင်းပြီးစကားပြောခြင်းအဲ့တော့ Facebook ကောက်ကစကားပြောလို့ရလားမရဘူးလားဒါမှမဟုတ် line စိမ့်နေအပ်တလား line စိမ့်ရနေပြောလို့ရလားကိုကစကားတွေမပြောရဘဲနဲ့ငွေလွှဲလိုက်ပြီးတော့မှလင်ငယ်ထိသွားပြီးဆိုရင်အဓိကဒါတွေကတော့ like ရတာခက်ခဲလာစေပါတယ်အဲ့တော့အရင်ကြီးကြည့်ပါတယ်ခင်ဗျအခုဒီတတော်များများကျွန်တော်တတိထားမိရတော့အခုဒီနှစ်ထဲမှာဆိုရင်ငွေလိမ်တဲ့သူတွေကတော့ပထမတစ်ခေါက်နှစ်ခေါက်ဆိုမလိမ်တော့ဘဲနဲ့ဘလို့ပြောကြားထဲမှာတတော်ကနေပါတယ် ပထမအဆုံးဆုံးတော့ယုံကြည်မှုတစ်ခုတည်ဆောက်တယ်သူတို့ကဒီ Facebook ကောက်ကိုတို့ယုံကြည်မှုတစ်ခုရအောင်တည်ဆောက်တယ်နေ့စဉ်ပုံမှန်ငွေဈေးတွေပုံမှန်တင်ပြီးတော့သူတို့မှာကိုပိုင်ဘဏ်တွေမရှိကြဘူးတကယ်တမ်းကျတော့ကိုပိုင်ဘဏ်တွေမရှိဘဲနဲ့တကယ်အစစ်မှန်ငွေလွှဲနေတဲ့ဒူဒီစီကသူတို့ကပတ်စံအမြဲတမ်းလွှဲတဲ့ပုံစံမျိုးနဲ့ဘဏ်တွေတောင်းတယ်ယုံကြည်စွာနဲ့နှခေါင်းနှခေါင်းသူတို့တွေအမြဲတမ်းဘယ်လိုပြောမလဲဆိုရင်တော့ပုံမှန်လေးလေပတ်အောင်တော့သူတို့သွားနေတယ်အဲဒီချိန်မှာအာတစ်ဖက်ကငွေအမှန်အကန်လွှဲနေတဲ့ဒူဒီကဒုက္ခရောက်တာနောက်ပိုင်းမှာ တော်တော်ပုံမှန်လွှဲပေးနေတာပဲတူတူကပဆန်ဆက်လက်ပို့လာပေးတယ်ဒီဘက်မှာတူတူတစ်ဖက်တက်လိန်လာတဲ့ဆက်လက်တွေတက်ပို့လာတက်ယူလာတယ်ဒီဘက်မှာငွေလွှဲတဲ့ဒူတီကိုဆက်လက်ပို့ပေးတယ်ပြီးရင်တော့ဟိုကငွေတကယ်လွှဲလိုက်တဲ့ဒူတီကမြန်မာပြည်ကေဘေးဝေးဘေးအကောက်တွေပေးလိုက်တဲ့နံပါတ်တွေကိုမထည့်ခိုင်းမနေကြားထဲကနေပြီးတော့ငွေလိန်တဲ့ကြားထဲကလိန်တဲ့သူကတူတူရဲ့ဒီမြန်မာပြည်ကတူတူရဲ့ကေဘေးနံပါတ်တွေတဲကိုပဆန်လွှဲထည့်ခိုင်းနေတယ်ဒီချိန်မှာ ငွေလွှဲတဲ့သူကလည်းတိုးတိုးကလည်းပြီးသွားပြီတိုးတိုးစိတ်ကိုယ်စိတ်ကိစ္စတိုးတိုးကပြီးသွားပြီအဲကျွန်တော်တို့ဟိုဘက်ချမ်းကသူကတိုးတိုးရဲ့ကေဘေးတဲကိုပတ်ဆံမရောက်လာဘူးဒီအချိန်မှာဂျားထဲမှာကျွန်တော်တို့ပြဿနာတွေဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးအနေနဲ့ငွေလွှဲတဲ့သူတွေလည်းကျွန်တော်တတိပြုရတော့မယ်အခုချိန်မှာပို၍ပို၍တတိပြုရအောင်မယ်ကျွန်တော်အရင်ရင်လာနေတဲ့ကလည်းတတိပေးတယ်လို့အခုလည်း အာတချို့တော့သူတွေအခုမှစပြီးတော့ငွေလွှဲစားလောက်ကစားသူတွေဆိုပို့လို့တောင်တတိပြုရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတွေ့အကြုံနေသေးတာရယ်ပြီးတော့နောက်ထပ်ငွေလွှဲမဲ့သူတွေလည်းတူတူပဲအခုမှစပြီးတော့ထိုင်းနိုင်ငံကိုတစ်နှစ်နှစ်နှစ်သုံးနှစ်ရောက်ကစားသူတွေကိုကတော့ဟာငွေလွှဲလို့ရတယ်ဆိုပြီးတော့ငွေဈေးတက်တာတာမျိုးတွေတချို့ကဈေးတွေလျှော့ပေးမယ်အများနဲ့ယူဘလောက်ဈေးအဲ့လိုအဲ့လိုမျိုးဆိုရင်တော့ကိုတတိထားတော့မယ်။အဲ့တော့ကျွန်တော်အားလုံးနေနဲ့ကိုမသိတဲ့သူတွေနဲ့မလွှဲတာအကောင်းဆုံးပါပဲ။ကိုရဲ့ရက်ရွာကလူတွေကိုရဲ့ ဆွေမျိုးတွေတကယ်တည်တဲ့သူနဲ့လွှဲတာအကောင်းဆုံးပဲဖြစ်လာပြီးဟေးဆိုရင်တော့ကျွန်တော်တို့တချို့ကလည်းငွေနေတော့မလိုက်နိုင်ချို့ကများတဲ့ခါကျတော့လိုက်ရှင်းရတာတွေရှိတယ်ဒီချိန်မှာပြဿနာတွေတက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အာဂျားထဲမှာကုမြန်မာအချင်းချင်းတွေပဲကျွန်တော်ပြည်ထနာတွေတက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ငွေလွှဲနေတဲ့သူတွေလည်းကျွန်တော်တို့အားလုံးနေနဲ့တေးသေးချာချာကိုကိုငွေလည်းလွှဲတော့မယ်ဆိုရင်တေးချာကျော်စကားပြောပြီးတော့မှလွှဲပါလွှဲပေးပါပေါ့နော်အမှန်အမှန်ကန်ဟုတ်လားမဟုတ်လားတချို့တွေကအဲ့ဒီဂျားထဲမှာကိုတို့ Facebook ကိုတကယ်အမှန်ကန်တို့ကိုယ်တိုင်သုံးနေတဲ့ပုံစံမျိုးနဲ့တီဆောက်ပြီးတော့ဂျားထဲမှာ လိန်သွားတာခင်ဗျာအဲ့တော့အဲ့ဒါတွေကတကယ်ကိုကျွန်တော်တို့ဟိုပြောမယ်ဆိုရင်ဘန်ပိုင်ရှင်တွေလည်းဝေလွှဲတဲ့သူတွေလည်းအများကြီးနစ်နာတယ်လို့တစ်ဖက်မှာလွှဲလိုက်တဲ့သူတွေလည်းနစ်နာတယ်ဂျားထဲမှာတူတူကရန်တိုက်ပြီးသွားပြီးတူကဂျားတွေကရှောင်ထွက်သွားတာပေါ့နော်အဲ့လိုမျိုးတွေအရန်များနေပါပြီဒါကြောင့်မို့ကျွန်တော်တို့ဒီထိုင်းမှာရောက်နေတဲ့သူတွေပတ်စံလွှဲတော့မယ်ဆိုရင်တေချာတတိထားပါနောက်ထပ်လိန်တဲ့သူတွေလည်းရှိတယ်ငွေလွှဲတာမဟုတ်ဘဲနဲ့ထိုင်းမှာဆိုဆိုင်ကယ်ရောင်းဝယ်ရေးတို့ပါအဲ့ဒါလည်းကျွန်တော်တို့လာပြောပြထားတာဒီအများကြီးရှိပါနော်ဆိုင်ကယ်ကို online ပေါ်ကနေပြီးတော့ဟာ အပောင်ရှုံးတာတို့ပြန်ရောင်းတယ်ပေါ့ဈေးပေါ်ပေါ်နဲ့အဲ့တော့စရံငွေဘလောက်လွှဲရမှာတို့ဘလောက်လွှဲရမှာလို့ပြီးလို့ရှိရင်ဘလော့သွားဒါလည်းတတိထားပါဗျာအဲ့တော့ကျွန်တော်တို့ထိုင်းမှာရောက်တဲ့ရွှေမြန်မာများအချင်းချင်းပေါ့နော်လိန်ညာမှုတွေကင်းဝေးပြီးတော့တကယ်ကိုအဆအဆရာအဆင်ပြေစေချင်ပါတယ်အလုံးမဲ့ကျွန်တော်လိန်ညာမှုတွေကင်းဝေးပြီးတော့ဘဝတွေတာယာလှပါတဲ့ဘဝတွေပိုင်ဆိုင်နိုင်ပါစေလို့ဆက်စစ်ဆုတောင်းပါတယ်ခင်ဗျာ